အားလုံးပဲမင်္ဂလာပါ။နောက်ယူစီ YouTube Channel လေးရဲ့နေ့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတခါတက်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအကာစောရေးသားထားတဲ့ပညာသည်အဖွားဆောင်နဲ့နတ်နေခိုင်းစာစဉ်ကိုယ်ဝေဖြစ်ပါရစေ။ဇာတ်လမ်းလေးမစတင်ခင်မှာလည်း Channel လေးကိုလိုက်ရန် Subscribe နဲ့ဗီဒီယိုလေးကိုလက်မလေးနှိပ်ခဲ့ပေးဖို့အားလုံးတောင်းဆိုပါရစေ။ကဲဒါဆိုစလိုက်ကြစို့ဗျာ။တရက်တော့ဒေါ်စန်းငွေအိမ်မှာအိမ်တက်အလူလုပ်တယ်ဆိုပဲဗျ။ဒေါ်စန်းငွေဆိုတာဈေးထဲမှာဝါသားရောင်းတဲ့ဒေါ်ကြီးပါဗျာ။ဝါသားတောင်မှ तू ကလက်လီတင်မကောက်ဘူး။ ပြန်ရောင်းခြင်းနဲ့လူတွေကိုလက်ကားပြန်ပေးတယ်လက်ကားသမားလို့ပြောလို့ရတယ်ဗျဈေးတွေဒီထဲမှာချမ်းသာဆုံးစီးဝင်နေသူဆိုရင်လည်းမမအောင်ပေါ့ဗျာဒေါ်ဆန်းငွေနဲ့အဖွားမက္ကီယမနဲ့အသိခင်ကြတာဗျဒေါ်ဆန်းငွေတို့အင်အားအတော်အိုဟောင်းနေပြီဗျအဲ့ဒါနဲ့အင်ဟောင်းကြီးကိုဖျက်ပြီးတော့အင်းသစ်ဆောက်ကြတယ်အင်းဆောက်ပေးတာလည်းကျုပ်ဦးလေးဦးမျိုးစောတို့ဖွဲ့ပါပဲဗျတစ်ပေါ်တဲ့ရက်ဆိုတော့တစ်ကောင်းဝါကောင်းနေနေဆောက်ထားတာဗျဒီပင်ကြီးကိုသမောစီတုတ်ထားတာပြောင်းလဲနေတာပါပဲအဖွားအလူသွားတော့ကျုပ်လည်းကတ်မြောင်လိုက်ခဲ့တာပေါ့ဗျာ ိမ်တဲ့လူမတရားတွေပါနေပြီးတော့လူတွေကိုအုံနို့ခေါဆွဲနေကြွေးတယ်ဗျကျုပ်ဆိုရင်ခေါင်းမဖော်နိုင်အောင်ကိုစားတာပါဗျာစားတောင်းနေတော့ဒေါ်ဆန်းငွေကကျုပ်တို့စပွဲဝိုင်းကိုရောက်လာပြီးတော့အဖွားနဲ့စကားပြောတယ်အဖွားကဒေါ်ဆန်းငွေကိုကြည့်လို့ဆန်းငွေအလူလုပ်ဖို့တော်တော်ပင်ပန်းခံလိုက်ရနေတူတယ်မျက်နှာတွေကိုချောင်ကျနေပါလားဒေါ်ဆန်းငွေကဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီးတော့အလူလုပ်ဖို့ကမပင်ပန်းမအောင်ဒေါ်ကင်မကြီးအဲအိမ်မှာပြဿနာလေးတခုရှိနေလို့ မိသားစုဆိုတာဒီလိုပါပဲဟာမိသားစုပြဿနာမဟုတ်ဘူးဒေါ်ကင်းမရဲ့ဒီအင်းကြီးမှာပြဿနာရှိနေတာဘာလဲအမွေကိစ္စတွေဘာတွေများလားဒါမှမဟုတ်အိမ်ဆောင်ရင်လက်လွန်ကျေလွန်ဖြစ်သွားလို့အကျွေးတင်သွားလားအဲ့ဒါတွေတခုမှမဟုတ်ဘူးဒေါ်ကင်းမရဲ့အိမ်ရဲ့ဟိုးအနောက်ဘက်ကတန်းအလီညညဆိုရင် တောက်ခေါက်လိုက်တက်ပြင်းချလိုက်နဲ့တဟင်းဟင်းနဲ့ညီးလိုက်နဲ့ဖြစ်နေလို့ဒေါ်ကင်းမရဲ့အဖာမျက်လုံးပြူးသွားတယ်ဗျာ နင်တို့ဘယင်းကြီးတွေပိုင်းနဲ့မပတ်ကြဘူးလားလုံနေတာတော့စုံနေပြီနဂရောစီရတောင်ရှံဖြူရှံနီစတွေယူပြီးပတ်ထားသေးတယ်ခဏပဲရတယ်ပြီးရင်ပြန်ဖြစ်တာပဲအိုးတိတ်လေအဆွဲလည်းမထားပါနဲ့အခုအိမ်တက်လှုပ်ပြီးပရိတ်တွေပါတယ်ရွတ်လပ်ပြီးမဟုတ်လားမကြခင်ကောင်းသွားတော့မှာပါကောင်းမှာပါပဲဒေါ်ကင်မရဲ့ကျမတို့လည်းအေးအေးပြတ်တာများတော့လူကယူးကြောင်ကြောင်ဖြစ်ရှင်နေပြီစားတော့ပြီးအိမ်တက်ကနေပြန်လာခဲ့ကြတယ်ဗျာ ကျောင်းပိတ်တဲ့ရဲဆိုကျုပ်ကအဖွားနဲ့ဈေးကူလိုက်ပြရတယ်။ဈေးရောင်းပြီးတော့မှမြေဖွားနဲ့ရောအင်းဟိုအတူတူပြန်လာချက်ပြုတ်စားကြတာဗျ။ဒီနေ့ကျတော့ထူးတယ်ဗျ။အဖွားကဈေးစောစောသိမ့်ပြီးတော့ဒေါ်ဆန်းငွေတွေဝတ်သားဆိုင်ကိုသွားတာဗျ။ဒေါ်ဆန်းငွေရလည်းပတ်ဆိုင်ကြီးဆွဲပြီးလိုက်လာတယ်။သူတို့နှစ်ယောက်စကားတပြောပြောနဲ့ရှေ့ရသွားရင်ဝင်ချသွားတာ။အဖွားစောအင်းကိုဖြစ်နေတယ်ဗျ။အိမ်မော်လေးရောက်ရောအဖွားကစကားစားတယ်ဗျ။အစိုးရဆန်းငွေတို့အိမ်မှာတိုင်တလုံးကနေအတန်ကြီးထွက်နေပြောတယ်။သူတို့လောက်တာလဲနီးစုံနေပြီ အဲ့ဒါအစောနေနေပါပါကြည့်ပြီးလိုက်စမ်းပါကွယ်အဖွာစောကတော့ဆန်းငွေလက်ကိုကင်ကြည့်ပြီးတော့မျက်စိမှိတ်ပြီးအာယုံခံကြည့်ရဲ့ဗျနင့်အိမ်မှာတော့ဘာမှမရှိပါဘူးငါအထင်အစ်မကတ်နေရဖြစ်မယ်ဟာဒါဆိုရင်လေအိမ်ကိုတခါလေးသာလိုက်ကြည့်ပြီးဖေးပါတော့မေစောရဲ့အဖွာစောကိုစိုက်ကားနဲ့တခါလေးတင်ပြီးပြင့်သွားတယ်ကျုပ်တို့မြေဖွာစိုက်ကားတစ်စီးအဖွာစောနဲ့တော့ဆန်းငွေတွေကတစ်စီးပေါ့ဗျာတော့ဆန်းငွေတို့အိမ်သစ်ရောက်တယ်ဆိုရင်မဲ့ အဖွားစောကအိမ်ရှိမှာခါထောက်ရက်လိုက်ရင်မစိုးဘူးခဲ့နင်တို့အိမ်လေးကတက်တက်ရရရှိသားပဲပြောစမ်းဘယ်နှအစ်တကအတန်ထွက်တာလဲဟောဒီနောက်ကမှမီးစောအိမ်မော်တက်လာခဲ့ပါတော်ဆန်းငွေကအိမ်ရဲ့နောက်တောင်ဝင်းသားအတိုင်ကိုလက်ညှိုးထိုးပြတယ်ဗျအဖွားစောကတရားကြည့်လိုက်ပြီးတော့အိမ်ရဲ့အနောက်တောင်ဘက်ကတိုင်ဆိုတော့ရဝေတိုင်လို့ခေါ်တယ်အဖွားစောကပြောပြောဆိုဆိုနဲ့တိုင်ကိုလက်ညှိုးနဲ့တောက်ကြည့် အဘာစောတောက်လိုက်တယ်ဆိုရင်ပဲတိုင်ပေါ်ကနေတောက်ခေါက်တန်ကျေးကိုကြားလိုက်ရတယ်။အတန်ကြားတဲ့ကျုပ်တို့တောင်မှကောင်းမွေးတွေထောင်ပြီးတော့ချက်သီးတွေထထားတော့တာပဲဗျာ။ဒီတိုင်ကြီးမှာတရေကန့်နေရမြလားမေဆော။တရေတော့မဟုတ်ပါဘူး။တစ်ပင်ကခြောက်လန့်နေတာ။တချို့ကတစ်ခြောက်လို့လည်းခေါ်တယ်။တရေမဟုတ်တော့ဘာကြီးလဲ။ရေတော့အိမ်မဆောက်အပ်တဲ့တစ်ဆိုတာရှိတယ်။အဲ့ဒီတော့ကတစ်ဝါပေါ်တဲ့ခစ်ဆိုတော့တိခုတ်သမားတွေကမဆောက်အပ်တဲ့တစ်တွေ။ အာမင်္ဂလာတစ်တွေဆိုရင် မခုတ်ကြမခွဲကြဘူးပေါ့အခုခေတ်ကြတော့တစ်ဖြစ်ပြီးရောခုတ်ကြခွဲကြနေဆိုတော့မဆောက်အပ်တဲ့တစ်လားဖာလားရွေးမနေတော့ဘူးပေါ့နင်တို့အိမ်တစ်ဆောက်တဲ့ခါအဲ့လိုတစ်ပါလာခဲ့တာပဲတစ်ပင်တစ်သားကိုယ်တိုင်ကဓာတ်သဘောနဲ့ခြောက်လန့်နေတာဟာမကောင်းတဲ့တရေဆွဲကပ်ပြီးခြောက်လန့်နေရမို့လို့နင်တို့ဘာလုပ်လို့ဘာမှမဖြစ်တာပေါ့ဒါဆိုဘယ်လိုလုပ်မလဲမီဆိုတင်မင်းပင်စူးရှင်အဲ့ဒီစူးကိုရိုက်ထည့်လို့ရတယ်အဘဆောကပြောတော့ကြုတ်ဖွား ရှိတယ်တင်းမင်းပင်ငါတို့ညီမရှိတယ်ဆောအဲ့ဒါဆိုစူးပါတဲ့ရွက်တရက်လောက်တွားခုလာခန်းစားမှာခင်မကြီးအဖွားအိမ်ခဏပြန်သွားတယ်ဗျတိတ်မကြဘူးပြန်ရောက်လာတယ်လက်ထဲမှာတော့တထွာလောက်ရှိတဲ့တင်းမင်းပင်ရွက်လေးကိုကိုင်းလာတယ်ဗျအဖွားဆိုတာတင်းမင်းပင်ရွက်ကိုကြည့်ပြီးတော့နင့်ဟာတင်းမင်းအသေးလေးပဲခင်မရဲ့ဒီစူးသေးသေးလေးကအိမ်တန်းကိုဘလို့ရိုက်ထည့်လို့ရမလဲငါပြောတာတင်းမင်းကြီးကိုပြောတာတင်းမင်းကြီးရဲ့စူးကစူးတင်တက်လက်မှနှစ်လက်မှလောက်ရှိတယ်စူးတွေကတန်လို့ပဲမာတယ် ဒါဖြင့်ဘယ်လိုလုပ်တော်မလဲဒီနိုင်ကြီးကိုဖြုတ်လဲလဲရမလားဒီလိုလုပ်ဖို့တော့မလိုပါဘူးကြီးရေးစရာတွေတုံးခဲ့တဲ့တင့်ကြံဆေးဆိုတာရှိတယ်အဲ့ဒီဆေးငါဖော်ပေးမယ်အဘွားဆိုအားစားရတွေရယူခိုင်းလိုက်ပြီးတော့ဒေါ်ဆန်းငွေကိုလိုက်မှတ်ခိုင်းတယ်ကျက်စိတ်ဆေးလင်းချင်းကန်တွေမြင်းချိတ်ထဲကြိတ်ကြဘုံကြီးဖြော်ပါအိမ်เจ้าညာဖျန်းငါပက်လေကြ၎င်းဆေးသာတိုင်ရင်မှာဆွဲကတော့အပ်စွာတဲ့လိုက်ရည်နေတယ်ဒေါ်ဆန်းငွေတောင်ခေါင်းကုတ်သွားတယ်ဗျာ မေစောအဲ့ဒါတွေကဘာလဲရင်ဈေးပေါ်နီးဟဲ့ကဲအောက်ကနေလိုက်ရေးစမ်းဂျက်သူနီစိတ်ချေးဈေးတန်းလင်းနေရှိန်ခိုးကက်မြင်းချေးအဲ့ဒီခုနှစ်ခုကိုတင့်ယုံထည့်ပြီးကြိတ်ပြီးရင်ဆန်စည်းရင်နဲ့ဖြော်ပြီးတော့တိုင်ရင်မှာတော့ရမယ်အခုဒီဈေးကိုအန်းဆုံးတစုံသွားလောက်ရအောင်ရှာပြီးကြည့်ရမယ်ပြီးရင်အင်းုံတစ်ခုစာလောက်ရအောင်ဖြော်ရမယ်ဒီဈေးတွေကိုတော့ဈေးထဲမှာဘရဆေးဆိုင်မှာဝယ်လို့ရတယ်မြင်းချေးစိတ်ချေးကတော့ရွာစောမှာ မြင်းနေစိတ်တွေမွေးတဲ့အမီနာတို့စီကတောင်းဝင်ရမထင်နဲ့ဝယ်တဲ့အခါဈေးမစစ်မစင်နဲ့ကြလာဒေါ်ဆန်းငွေရဆေးပစ္စည်းတွေဝယ်ဖို့သူ့ယောက်ျားကိုလှုပ်လိုက်တယ်ကျုပ်ကတော့အမီနာတို့စီသွားပြီးတော့စိတ်ချင်းမြင်းချီတွေတော့ခိုင်းနေပေါ့ဗျာဒါတွေအကုန်ရပြီဆိုတော့ကျက်တုံနီတွေကိုထောင်းကောနာဆေးပစ္စည်းတွေကိုလည်းထောင်းပေါ့ဗျာစိတ်ချင်းမြင်းချီကိုကြတော့အင်ဒုံကြီးတစ်ခုနဲ့ထည့်ပြီးရင်းနဲ့ဖျော်တယ်ပြီးတော့ကြိတ်ထားတဲ့ဆေးတွေကိုအင်ဒုံကြီးရဲ့လောင်းထည့်ပေါ့အာလုံးတမအောင်ဒုတိယချောင်းနဲ့မှုရတယ်ဗျာဒါနဲ့မရသေးဘူးငလင်း သုံးနှစ်ဖြစ်ဖြစ်လေးနှစ်ဖြစ်ဖြစ်တက်သားတိုင်းတစ်ခုချစမ်းအိမ်ရှိတစက်မရောက်မှကျဉ်တူးပြီးစိုက်ထားလိုက်အဖေဆိုပြောတဲ့အတိုင်းကျုပ်လောက်ရတယ်အိမ်ဆောက်တုန်းကဘိုးရဲ့တစ်တို့တစ္ဆာလေးတွေကိုအိမ်ချင်းရင်းမှာပုံထားတယ်ဗျအဲ့ဒီထဲကလူကြီးကစားလောက်ရှိမဲ့လေးနှစ်တိုင်းလေးတစ်ခုကိုယူပြီးတော့တစက်မရအောင်နာမှာစိုက်ထားလိုက်ပါရောအဖေဆိုကစုတ်တန်တဲ့အိမ်တုံကြီးကိုဒေါ်ဆန်းငွေကိုပေးလိုက်တယ်ဗျဆန်းငွေနင်ရဲ့အိမ်ရှင်ဆိုတော့နင်းတော့မှရမယ်မကောင်းတဲ့ຢာတွေအင်းရထက်သွားပါစီဆိုပြီးတော့အဲ့ဒီတိုင်ရင်ကိုဆေးတုပ်ဆန်း ေါ်စန်းငွေကအဖွာဆိုးပြောတဲ့အတိုင်းအိမ်ထဲကိုဆေးထုတ်လိုက်တယ်ဗျ။ဒီအချိန်တိုင်မောကနေလူနာညီးတယ်လို့တဟီးတန်နေကြားပြီးတော့တိုင်ကိုလူတယောက်ကဝင်တိုက်တယ်လို့ဒုံငနဲ့တိုင်မြေထွက်သွားတယ်ဗျ။ပြီးတော့အဲ့ဒီတိုင်ကြီးရဲ့ဘေးနားတိုင်ကြီးမှာဒုံငနဲ့မြည်သွားပြန်တယ်။အဲ့ဒါတစ်ခုံတစ်ပြေးလို့ခေါ်တယ်။ဒီဘက်ကမကောင်းတဲ့အရာဟိုဘက်တိုင်ကိုခုံပြေးသွားပြီ။ဒါကြောင့်ငါဆေးကိုမြန်မြန်ဖြော်ခိုင်းတာ။အဲ့ဒီတိုင်ကတော့တုံဆန်းအဲ့ဒီတိုင်ကိုတုတ်တော့လေခုနအတိုင်ဖြစ်ပြီးတော့ခုံပြေးပြန်မှာရော။ အဖာဆိုတာအိမ်နောက်ဖက်ကတိုင်းနေအကုန်လုံးလိုက်ထုတ်ခိုင်းတယ်။အိမ်နောက်ဖက်လည်းပြေးလို့မရရောအိမ်လေတိုင်းနေစီကိုပြေးပါရောဗျာ။ဒီလိုနဲ့အိမ်နောက်ကနေအိမ်ရှိကိုတတိုင်းချင်းတုတ်လာလိုက်တာ။နောက်ဆုံးတိုင်အားလုံးလည်းတုတ်ပြီးတော့တစ်ချောက်ကပြေးစရာမရှိတော့လို့ဂျုံခွနာတစက်မိတ်အောက်မှာစိုက်ထားတဲ့တိုင်ကလေးစီကိုပြေးဝင်ပါရောဗျာ။တိုင်ကလေးဆိုရင်ရိုင်းတော့ရိုင်းသွားတာဗျ။အဖာဆိုတာခါထောက်ရေးလိုက်ရင်ငါဒီအကြောင်းဒီလိုတမင်ကျိုးလုထားတာဟဲ့။ကဲစန်းငွေအဲ့ဒီတိုင်လေးကိုနှုတ်ယူပြီးတော့ညက်နေကြရင်ရေးစည်းတဲ့ချောင်းနဲ့မျောရင်မျောလိုက် မဟုတ်ရင်လေလဲခွင်းနဲ့ယူသွားပြီးမိရှို့လိုက်ဟာဒေါ်ဆန်းငွေရအဖွားဆိုးကျေးဇူးတင်လို့ပတ်ဆက်နေကြတော့တယ်ဗျအဖွားဆိုးကပတ်ဆက်မယူဆိုတော့ဝတ်သားတွေထည့်ပေးလိုက်တာနှစ်ပိတ်သားသုံးပိတ်သားလောက်ရှိမယ်ထင်တာပဲဗျအသားတွေကတကယ့်ကိုအသာကောင်းနေပါဗျအဖွားဆိုးတို့ကသားမိနှစ်ယောက်တည်းရှိတာဒီဝတ်သားတွေကိုဘယ်စားလို့ကုန်မှာလဲဗျသူတို့သားမိအတွက်တပိဒါယူထားလိုက်ပြီးတော့ဂျန်နဲ့ဝတ်သားတွေကိုကျုပ်တို့မြေဖွားကိုပေးလိုက်တာပေါ့ဗျာကျုပ်တို့တွေလည်းဝတ်သားကိုရှယ်ချက်စားကြတာဘိုက်ကိုကားနေတော့တာပါဗျာ အဲ့ဒီနေရာလာပြီတော့မယ်နေ့ဗျရွာစီကလာပြီလာခွန်နဲ့အခါကြီးရက်တွေဆိုရင်ပိတ်တယ်ဈေးပိတ်တယ်ဆိုပေမဲ့ရောင်းကြဝယ်ကြသူတွေရောရှိပါတယ်အဖွားအခါကြီးရက်ကြီးဆိုဥပုံဆောင်တက်လို့သာဈေးမထွက်တာပါနောက်နေ့ဈေးမထွက်ဘူးဆိုတော့အဲ့ဒီနေ့ညညနေတဲ့အထိအဖွားဆော့တော့အိမ်မှာပဲစကားတွေထိုင်ပြောနေမိတယ်အဖွားတို့စကားပြောတာကိုကျုပ်ကဘေးနားနေနားထောင်ပေါ့ဗျာည9နာရီလောက်ရောက်ရောအိမ်မှာကြိုင်နေခဲ့တဲ့ဒေါ်သေးသေးရောက်လာတယ်ဗျသူနဲ့အတူဥဆိုးအောင်လည်းပါလာတယ်ဥဆိုးအောင်ဆိုတာအဖွားရဲ့သမီးဒေါ်လာလာရဲ့ယောက်ျားပေါ့ဗျာ ။တစ်ကွက်ထဲမှာတော့သူ့ကိုကိုပေါင်းချမ်းလို့ခေါ်ကြတယ်မဟုတ်လား။ကျုပ်တို့အိမ်မှာလာနေတဲ့ပိုင်မတ်ရဲ့အဖေပေါ့။ပိုင်ပိုင်နဲ့သော်သေးသေးကညနေဆိုလို့ရှိရင်ဗီဒီယိုယုံသွားကြတာများတယ်ဗျ။အခုလူစုံတက်စုံအဖွားစောရဲ့အိမ်ကိုရောက်လာကြတယ်ဆိုတော့တခုထူပြီးထင်တာပါပဲ။အဖွားမကင်မှသူ့သမက်ကိုကြည့်လိုက်ရင်ဟဲ့ပေါ့ကြိုင်။ဆိုင်းမစင်ပုံမစင်နဲ့ဘလို့လို့ပြီးရောက်ချလာလဲဟဲ့။ဒီလိုပဲလာခဲ့တာမေးအမေကိုအိမ်မှာမတွေ့တော့အမေစောတော့အိမ်ကိုရောက်နေရဆိုတာနဲ့တခါလေလိုက်လာခဲ့လိုက်တာ ကဲစူဇန်းမောင်ဘာကိစ္စရှိလို့လဲကိစ္စတော့အမေဆိုးလွတ်ဆက်တဲ့ပင့်သွားခြင်းလို့ဗျအဖဆိုးကမျက်မှောင်ကျုပ်လိုက်ပြီးတော့လွတ်ဆက်ဆိုတော့နင်းတို့တစ်ွက်တယ်မဟုတ်လားဘာဖြစ်လို့လဲဟဲ့ဟုတ်ပါတယ်မေဆိုးလွတ်ဆက်မှာပြဿနာလေးနည်းနည်းရှိနေလို့ပါဘာပြဿနာမို့လို့လဲဥပောက်ကျန်ကခေါင်းကုတ်ပြီးတော့ရောက်မှာပဲကြည်ပါတော့အမေဆိုးရဲ့ကျုပ်လည်းမပြောပြတတ်လို့ပါ လွားဆက်ပိုင်းနဲ့တတိယအမေစော့ကိုပင့်လာခဲ့လို့မှားလိုက်လို့ပါအမေစော့လိုက်မယ်ဆိုရင်မနေ့အစော်ကားငှားပြီးတော့တက်ွက်တွေကိုဆင်းညမယ်အင်းလေတကူတကလာပင်းတာဆိုလေလက်ရတာပေါ့ဒါနဲ့ကြီးမှနင်ရောလိုက်မလားလိုက်မယ်လေလှလာလုံးနဲ့လေတွေ့ရတာပေါ့မရောက်တာကြာနေပြီဆိုတော့အတော်ပဲဒါဆိုကျွန်တော်နဲ့လိုက်မယ်နော်အဖလိုက်ပါရေးလိုက်ပါတို့တွေပိုင်မဲ့ဟောခေါ်သားကြမယ်ခကြီးထွေးရမယ်ဆိုတော့ပြောတာပေါ့ဗျာ အဲ့ဒီနေ့ညပဲအိမ်ပြန်ပြီးအချောက်ချမ်းတွေချက်ချာပြုတ်ကြတယ်။အဝေးစားတွေဘာတွေထဲချပြုတ်ကြနေပေါ့။အဖွားကတော့တရက်နေ့ရက်ပဲဆိုပြီးအဝေးစားတွေတိတ်မထဲခိုင်းဘူးဗျ။ကျောင်းလွယ်အိတ်ထဲတရက်ကိုတစုံစီလောက်ပဲထဲခိုင်းကြတာ။မနေ့မိုးလင်း၄နာရီထိုးလောက်မှဥပေါချမ်းကလောဆက်တတိလွတ်လိုက်တဲ့ကားနဲ့လာကျူးရဲဗျ။ကားလီယာဓာတ်ဆန်ကားလေးဆိုတော့ကားသမားနဲ့ဥပေါချမ်းအရှိခံထိုင်နေ။ကျုပ်တို့လူတို့ကတော့နောက်ခန်းမှာထိုင်လိုက်လာခဲ့ကြတာပေါ့ဗျ။တေကွက်ကမျိုးချောင်းရွာရဲ့ဟိုဘက်မှာဗျ။ ဒါပေမဲ့လောဆက်ကတော့မြို့ချောင်းရွာနာကားလမ်းပြီးမှရှိတယ်။လောဆက်ဆိုလို့ခက်သေးသေးတော့မထင်လိုက်နေပြ။တင်လုံလုံးလိုက်ကြီးတွေကိုသူ့ရွေစားလိုက်ဆက်ကြီးရင်နဲ့ခွဲကြတာဗျ။ခွဲပြီးသားတစ်သားတွေကိုလည်းကိုတော်ကြီးတွေထည့်ထားကြတယ်။လောဆက်ခြံဝင်းကြီးရင်တရေကနှိပါလောက်ရှိမှထင်နေဗျ။လောဆက်ထဲကိုရောက်တာနဲ့ဦးလေးကလောဆက်တတိနဲ့မိတ်ဆက်ပေးတယ်။တတိနဲ့မရကိုအသေးလေးတွေဗျ။အသက်က40လောက်ပဲရှိမှထင်နေ။နာမည်အတိုင်းလူကောင်းခက်သေးသေးဗျ။ချမ်းသာတာတော့တော်တော်ချမ်းသာတဲ့လူပါဗျာ ဝယ်စားထားတာလဲအကောင်းစားတွေကြီးပဲလက်စွပ်တွေတင်သုံးလေးခွင်းစွတ်ထားတာလဲဘဲမှာလဲနှစ်ချက်သားလောက်ရှိမယ်ဆွေးချိုးအပြားကြီးနေပြဟန်ချင်းနေနိုင်လဲဝတ်ထားသေးကိုပေါ့ချင်းပြင့်မှာဆိုလို့သာပြင့်ရတယ်ကျုပ်ကတော့ဒါတွေကိုယုံကြည်မရှိပါဘူးဗျာရောက်ကြရအဲ့ဒီစကားထပြောတာပဲဗျသူပုံစံကဦးလေးတိုက်တွန်းလို့သာလောက်ရတယ်ပုံစံပဲဗျဒါကြောင့်လဲဒီလောက်နီးနီးလေးကိုသူကိုယ်တိုင်လာမကြိုတာဖြစ်မှာအဲ့ဒီလေးလာတယ်ဆိုလို့နေရာထိုင်ခင်းနေပါလိမ့်မပိဘူးဗျဒီလူကခက်တီတီပဲဗျ အဖွာစောကခါထောက်လိုက်ရင်ကဲပြောပါအောင်ဘာဖြစ်တာလဲအဲ့ဒီချိန်ဦးလျာဂျွန်းလုံးတလုံးကခွဲမြော်ပဲဖြစ်နေတော့မေးစောဂျွန်းလုံးခွဲမြော်တာနဲ့ငါနဲ့ဘာဆိုင်လို့လဲပေါ့ချိုင်းရဲ့ဒီလိုကမေးစောဒီတစ္ဆက်ကကျွန်းနေမကောက်ပြင်ကလို့တွေတက်မာတွေကခွဲလာတဲ့ဆက်ပါဒါပေမဲ့တနည်းအားအဲ့ဒီတလုံးကိုခွဲတဲ့ကလောကမယုံနိုင်ပဲဖြစ်နေပါတယ်အလौဒမားတွေလည်းဆက်တီပါတယ်တေချာစစ်ပြီးတော့ ထပ်ခွဲပြီးမယ်ဒီတစ်ကိုလွှတ်မတူဖြစ်နေပါတယ်မိစောတခြားတစ်ကိုခွဲတော့အကောင်းပါပဲအဲ့ဒါနဲ့အဲ့ဒီတစ်တုံးယူမခွဲတော့ဘဲနဲ့ဘေးမှာချထားလိုက်ပြီးတော့တခြားတစ်တွေကိုဆက်ခွဲပါတယ်ပြဿနာမနေ့ကစတာပါဦးလေးကနဖူးကကြလာတဲ့ချွေးတွေကိုတပတ်တစ်ခုနဲ့တုပ်လိုက်ပြီးတော့လွှတ်ဆက်မှာဖုံမင်းကိုလာတန်းဆိုတာရှိပါတယ်သူကအလုပ်သမားကောင်းမှာဖုံမင်းလှတန်းကဒီတစ်တုံးယူကိုမင်းတို့ခွဲမရကောင်းလားဆိုပြီးမနေ့မနေ့ကစူပူပါတော့တယ်အလုပ်သမားကြီးလည်းနောက်တော့ကထပ်ခွဲပါတယ်မရပြန်ပါဘူး အတွေ့အကြုံရှိတဲ့လုံသမားတွေကတော့တစ်လုံးမှာပရလောကသာဆွဲကန်နေလို့ခွဲမြရလို့ပြောပါတယ်။ဘုံမင်းလာတဲ့အဲ့ဒါလေးကိုလက်မခံပါဘူး။သူကနင်းနေကြမ်းတဲ့လူကပရလောကသာဆိုတာလူရဲ့သေးကိုမခံနိုင်ဘူးလို့ပြောပြီးတော့တစ်တုံးကြီးကိုသေးနဲ့ခွပန်းတော့ရယ်။မိုက်လိုက်တာတော်တော်မိုက်တဲ့လူပဲ။အခုသူ့ဘယ်မှာလဲ။ညာကပဲကြီးရောင်တက်လာပြီးတော့ဘောလုံးလောက်ကြီးဖြစ်သွားလို့ဒီမနေ့ပဲစိမ့်ုံပို့လိုက်ရပါတယ်။ဒီလောက်ဖြစ်တာပဲခံကောင်းနေမှတ် အလုသမားတွေလည်းညတော့အမျိုးမျိုး၆လံခံပြီးတော့အခုတော့ဖျားရဲလူကဖျားပြန်ပြည့်ရဲလူကပြန်နဲ့လွှားဆက်ကိုကပိတ်ထားပါတယ်မေဆော့ရဲ့ဦးလီပြောပြီးတော့ကိုအသေးလေးကဖွားဆုပ်ကြည့်ရင်ဒီမဲမိတ်ဒီကိစ္စကိုခမရရှင်းနိုင်သလားရှင်းနိုင်နေဆိုရင်9000ပေးမယ်ခမရတကယ်ရှင်းလို့ပြီးပြီဆိုမှပေးမှာနော်ကျုပ်ကလူနုံလူရတော့မဟုတ်ဘူးဗျခမရတို့လိုအထက်လန်းဆရာရောင်ရောင်ဘိုင်းအောင်တွေကရောင်ဝဝလူတွေကိုလှည့်စားလို့ရမယ်ကျုပ်ကတော့လှည့်စားလို့မရဘူး ကျုပ်ဆိုဒေါသတွေထွက်သွားတာပါဗျာဦးလေးဆိုရင်လည်းမျက်နှာငယ်လေးနဲ့ဖြစ်နေတယ်ဗျာဒါဖြင့်မောင်ရင်ကိုတခုမေးမယ်နော်အဲ့ဒီတစ်တုံးကြီးမှာဖရာလောကသာရှိနေရဆိုတာမောင်ရင်မယုံဘူးလားမယုံဘူးဗျာမယုံဘူးမယုံဘူးဆိုမှတော့မတက်နိုင်ဘူးပေါ့ပေါ့ချင်ရင်ငါပြန်မယ်အဲ့ဒီခါဦးလေးကပြပြသလဲနဲ့မလို့ပါနဲ့မိစောရဒီထိရောက်ပြီးတော့မှဒီတိုင်းပြန်မတော့ပါနဲ့ဗျာ ဦးလေးကလွှတ်ဆက်ပိုင်ရှင်ဘက်ကိုလှည့်လိုက်ပြီးတော့ကိုသေးလေးဟာခမရခေါင်းပေါ်မှာကျဉ်းစားမှနေလွှတ်ဆက်နေစဉ်ရက်ဆက်ပိတ်ထိုင်လူတွေလုတ်ပြခိုင်းပြဖြစ်ရတယ်လို့ခမရလည်းစီဝိုင်းထိခိုက်သွားမှနော်ကိုသေးလေးကတပြင်းတစ်ချက်ချလိုက်ပြီးတော့ဟေးဗျာသူလုံးနိုင်နေဆိုရင်လည်းလုတ်ပါစေကျုပ်ဘာတစ်ခုမှဝင်မပြောတော့အဖွာစွာတင်းလုံးကြီးစီကိုရှောက်သွားတယ်ဗျတင်းလုံးကြီးကကောင်းလိုက်တာဗျလုံးပြီးဖြောင့်တက်နေတာပါပဲ အဖွားစောကတင်းလုံးကြီးကိုလက်နဲ့ထိကြည့်ပြီးတော့ထုံးစံတိုင်းအာယုံခံလိုက်တယ်။တင်းလုံးမှာရှိနေတာမကောင်းတဲ့ပုံကိုမဟုတ်ဘူးဟဲ့။ကောင်းတဲ့ပုံကိုနမင်းကြီးတစ်ပါးရှိနေတာပဲ။ကျုပ်တို့အားလုံးအံ့ဩသွားကြတယ်။မအံ့ဩတာတော့ကိုအသေးလေးဗျာ။ခမရပူရီရှောက်မပြောရနဲ့ဗျာ။ဒီတင်းလုံးမှာနတ်တကယ်ရှိမရှိဆိုခမရဘလို့တက်သေးပြမလဲ။အဖွားစောကတစ်ချက်ပြုံးပြီးတော့အေးလေပြဆိုတော့လေပြရသေးတာပေါ့။မောင်ရင်တို့အနံ့ခံကြီးကြတယ်ဗာနဲ့ရတယ်လေ။ တစ်ဆက်ဆိုတော့လွှာစာမုံနဲ့တင်းသားနဲ့နေပဲရတာပေါ့ဗျာကိုသီးလေးကလည်းကောင်းခါလိုက်ရင်တင်းနဲ့လွှဲပြီဘာမှမရအောင်ဟုတ်ပြီနော်နမ်းမင်းရှိမရှိပြတော့မယ်အဖွာစဝါတင်းလုံးကြီးကိုလက်နဲ့ပုတ်ရင်နမ်းမင်းကြီးရှိတယ်ဆိုရင် ထူချာတိတာတဲ့အနံ့ပေးပါအဖွာစောလေပြောပြီးတော့နေသက်ဖြူလိုလိုနေသက်နီလိုလိုအနံ့တစ်ခုဟာတင်းတင်းလေးနဲ့မှုတ်တက်လာတာဗျအစကတော့အနံ့ကပျော့ပျော့လေးပါပဲနောက်တော့တဖြည်းဖြည်းပြင်းလာတယ် ါထောင်ကိုသေးလေးကသူဘာနဲ့မှမရပါဘူးဆိုပြီးလုံနေသေးတယ်။အနံ့ဘလောက်တောင်မွေးသွားတယ်လဲဆိုရင်လွားစာမုံနဲ့နဲ့တင့်နံနေတော့ဖုံးလန်းသွားပြီးတော့လမ်းမော်တီကိုတွားမွေးနေတာဗျ။တချို့ကနေတဲ့ဖြူထုံခွဲနေရလို့တောင်မှပဲမှတ်ချက်ပေးသွားကြသေးတယ်။အဲ့ဒီတော့မှကိုသေးလေးကယုံတယ်လို့ဖြစ်သွားတာဗျ။နမင်းကြီးဒါလောက်ဆိုရင်ရပါပြီ။ရနံ့နေကိုပြန်သိမ်းလိုက်ပါတော့။အဖာဆော်ပြောပြီးတိတ်မကြခင်မှာပဲအနံ့နေအကုန်လုံးပျောက်သွားတော့ရေဗျ။အမွေးနဲ့မကြံခဲ့တော့ဝင်နဲ့ တော့စာမုံနဲ့တင့်နံမေးကြံခဲ့တော့တယ်ကိုသေးလေးကအဖွားစောစီကိုပြေးလာပြီးတော့ကျွန်တော်ဘယ်လိုလုပ်ရမလဲမေးအကောင်စောကတော့ဒီတစ်ကိုမခွဲနဲ့မခွဲလို့ဖြစ်ပါမလားမေးရဲ့ဒီတိုင်းထိုင်ရင်ကျုပ်တစ်ဖို့တွေဆုံးမှာပေါ့ဗျာဒါဆိုမခွဲလို့မရဘူးပေါ့အဖွားစောကမျက်လုံးမိတ်ပြီးအာယုံခံနေသေးတယ်ဒါဆိုဒီလိုလို့နင်ဒီတဲ့တုံးကြီးကိုတစ်တည်းအဖြစ်ခွဲပြီးတဲ့အခါ တစ်သုံးပုံတစ်ပုံနာမည်ကြီးကိုရည်စူးပြီးတော့ဘုန်းကြီးကြောင့်လူရမယ်လို့ဂရီးပေးရမယ်။အဲ့ဒါတော့တော့ရပါတယ်မေးကျွန်တော်ဂရီးပေးပါတယ်။ဟုတ်ပြီ။နောက်တစ်ခုကတစ်ကိုင်းတစ်ကိုင်းခက်ကြီးကြီးရှာလာခဲ့။ဦးလေးကတစ်ဆက်နောက်ဘက်ကဗရောက်ကိုင်းတစ်ကိုင်းကိုခုတ်လာတယ်ဗျ။အဖာဆော်ကဗရောက်ကိုင်းနဲ့တစ်လုံးကြီးကိုထိလိုက်ပြီးတော့နာမည်ကြီးကိုပင့်တယ်။အဖာဆော်ပင့်ပြီးတော့ဗရောက်ကိုင်းကလူတယောက်လက်နဲ့ကိုင်းပြီးလှုပ်တယ်လို့မျိုးခိုင်ရမ်းနေတယ်ဗျ။ ဒီတစ်ကိုတစ်ကွက်ရဲ့အနောက်တောင်ဘက်ခြမ်းနတ်သိုးတောင်လို့ခေါ်တဲ့တောထဲကခုတ်လာရလို့ပြောတယ်။နင်တို့အဲ့ဒီတောင်သိလား?ဟုတ်ကဲ့သိပါတယ်။သိတယ်ဆိုရင်ဟောဒီတေကန်ကိုဒီဒီချာပြင့်ဖိတ်ပြီးတော့နတ်သိုးတောင်စီပြန်ထွက်ထားပြလိုက်။အပြည့်လုံးမီတာတွေကိုတောင်းမှန်ပြီးတော့ရွှေရင်ငွေလောင်းပြလိုက်။နတ်သားမျိုး၅ပါးနဲ့ဆေးပြလိုက်ဟုတ်ပြီလား။တခုရှိတာတစ်ခွက်ပြင်းဖုန်းကြောင်းနတ်မင်းကိုစားလှူပေးရမယ်။သူ့ကိုအမျှဝေပေးရမယ်ဟုတ်ပြီနော်။ဟုတ်ကဲ့ပါမေကြီး။ကဲပြီးပြီဆိုရင်ငါပြန်မယ်။ မပြန်မနဲ့အမေရေကျွန်တော်အမေကိုကတော့ပြုတ်ကျင်သေးပါတယ်ကိုသေးလေးကကျုပ်တို့အိမ်မော်ခေါ်တင်ပြီးတော့လက်ဖက်ရည်တွေတိုက်စားတော့ဆိုင်ကထမင်းနေစားစရာတွေဝယ်ပြီးတော့နေလေစားအဲ့ခန်းတော့တယ်ဗျကျုပ်လေးဥပေါက်ချိုင်းကိုတော့ခွန်းနာဗတော်ကိုင်းပေးပြီးတော့နှစ်သိုးတောင်မှပြန်သွားထားခိုင်းလိုက်တယ်ထမင်းစားပြီးနေလေလာရောက်တော့ဖျားနာနေကြတဲ့လုံသမားတွေအကုန်သူ့လိုလိုပြန်ကောင်းဝင်ကြတယ်ဗျလောဆန်နောက်မှစောက်ထားတဲ့လုံသမားတန်းရတဲ့ကနေထွက်လာကြတယ်ကိုသေးလေးကအလုံသမားတွေကိုအဲ့ဒီတက်လုံးကြီးကိုဆန့်ခွဲကြည့်ခိုင်းနေဗျ ။ဟိုရက်တည်းကလော့မတူခွဲမြောက်ဆိုတဲ့တလုံးရဒီနေ့ကျတော့လွယ်လွယ်ကူကူခွဲလို့ရသွားတော့တယ်ဗောဗျာ။ညနေရောက်တော့ကျုပ်တို့အိမ်ပြန်ဖို့လောက်ကြတယ်။အဖွားဆိုးကိုကိုအသေးလေးကငွေ9000ကျော်တော့တယ်။ဒီတခါတော့အဖွားဆိုးကယူတယ်ဗျာ။အရင်တော့ငွေကတော့ရမယူဘူးဗျာ။အခုတော့ထူးတော့ထူးတယ်။အရင်ကအနေလို့များမယူရလားလို့ကလေးပြီပြီးတွေးမိလိုက်တယ်။ကျုပ်တို့ပြန်မယ်လုံနေတော့မှာပဲကားတစ်စီးကထုံးဝင်လာတယ်ဗျာ။ကားပေါ်မှာတော့ဗလာတောင်းတော့ရုပ်ကြမ်းကြမ်းတဲ့လူတယောက်ပါလာတယ်။သူကဖုံးမင်းလှတဲ့ဆိုတဲ့လူဗျာ ဆေးရုံရောက်ပြီးယောဂရှာနေတော့မှပဲကာဘယ်အိတ်ကသူ့လိုလိုပြန်သေးပြီးတော့အကောင်းပကတိဖြစ်သွားလို့ပြန်ဆင်းလာကြတာလေဗျာကျုပ်တို့မြေးဖွားလဲတက်ကွက်ထဲမသွားတော့ဘဲနဲ့ကားနဲ့ပြန်လိုက်လာကြတာပေါ့အဖွားဆိုကအဖွားကိုပတ်စံကားတော့ထုတ်ပီးတယ်ဗျာခရင်မကြီးမနဲ့ပြန်ကြရင်ဟောဒီငွေ9000ကိုဖရာကြီးចောင်းတိုက်ကိုလှူလိုက်စမ်းပါငါလူတယ်မပြောနဲ့နမင်းကြီးလူတယ်လို့ပြောပြီးအမြလေးပါလေးဖိလိုက်ပါကြီးအဖွားလှမ်းယူလိုက်တယ်ဗျာဒါနဲ့အဖွားဆို ကိုအသေးလေးကဘုန်းကြီးအောင်တစ်တယ်လူအောင်မယ်မဟုတ်လားလူလူတာသူ့အပိုင်းလေဒါကတော့ငါလူလိုက်တာဒီလိုပုံကိုယ်လေးဆိုတာတကိုးကြီးတယ်ငလင်းရဲ့ငါလည်းသူ့ကိုမနေဖြောင်းပြသူကိုယ်တိုင်လည်းသူ့တစ်ပင်သူ့ဖိတ်မှန်ကြီးပြန်မကောင်းနိုင်မှုဆိုတာဒီလိုမလို့တဆင်လျှော့လိုက်တာဟဲ့အခုငါလူလိုက်တယ်ဆိုတာသူ့ရဲ့ကိုယောင်ကိုဝါအတွက်လူလိုက်တာအသေးလေးတို့လူတဲ့တစ်ကြတော့သူ့ရဲ့ဘုံဖိတ်မှန်အစ်အတွက်ပေါ့အဖွားဆိုကဘာမှမပြောဘဲနဲ့အပြင်ငေးကြည့်နေတော့ ကျုပ်ကတော့နာမည်ကြီးလဲဘဝိမှန်တစ်တွေရပြီးတော့ကိုရောင်ကိုဝါတွေတောက်ပနေမှာပဲဆိုတာတွေးလို့အားရကျင်းနဲ့နေမိပါတော့တယ်ဗျာအခုတိဆက်ပေးခဲ့တဲ့ဇလန်လေးကတော့ဆိုင်းဆရာအက္ခါဆောင်ရေးသားထားတဲ့ပညာတဲ့ဖွာဆော့နဲ့နတ်နေခိုင်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်နားဆင်ပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူစာနေပဲဖြစ်ပါတယ်